င်ပြက credit card တွေသုံးတာမကောင်းဘူး credit card တွေအများကြီးသုံးလို့ရှိရင်အကျွေးတွေတင်မယ်ဘယ်တော့မှပြန်မဆက်နိုင်တော့ဘူးအကျွေးတက်နေရာထဲမှာပဲလဲမယ်အစရှိသဖြင့်ထင်ပြီးတော့ credit card တွေကိုကြောက်ကြတယ်တကယ်တော့ credit card တွေကမကောင်းတာမဟုတ်ဘူးသူ့ကိုစီကဲရှိရှိမသုံးတတ်တဲ့လူတွေရဲ့အကျင့်အသာမကောင်းတာပါဒီ credit card တွေကိုကတော့အကောင့်အသုံးချတတ်တယ်ဆိုရင် ကိုယ့်အတွက်အကျိုးအမြတ်တွေအများကြီးပေးနိုင်တယ် credit card တွေဆိုတာလာတိုင်းလာတိုင်းသူတို့ရဲ့ဒီ balance တွေကိုအပြည့်အဝပြင်ဆင်မယ်ဆိုရင်ဘာမှအတိုးလည်းပေးစရာမလိုဘူးဒီကြားထဲမှာသူတို့ကကိုယ်ကိုတလားတိတိတောင်မှအတိုးမရှိဘဲနဲ့ပတ်စံတွေကိုသုံးပြင်ပေးထားတယ်ပြီးတော့ကိုယ့်ရဲ့ credit amount total ရဲ့အနေမှာ30ရာခိုင်နှုန်းဝင်ပဲကိုကအသုံးပြုမယ်ဆိုရင်ကိုယ့်ရဲ့ credit ကလည်းချမှာစိုးရိမ်စရာမရှိတော့ဘူးကို credit score ကလည်းအမြင့်ဆုံးရောက်ရှိနိုင်တယ်အဲ့ဒီအပြင်ဒီ credit card တွေအသုံးပြုလို့ရှိရင်ရရှိနိုင်တဲ့ cashback တွေပြီးတော့ travel rewards တွေအစရှိတဲ့ ကြိုးခန်းစားခွင့်တွေဟာကိုယ့်အတွက်အလကားရရှိတဲ့ benefit တွေဖြစ်ပါတယ်။အဲဒါကြောင့်မလို့ credit card ကိုကြောက်စရာမလိုဘဲနဲ့စီကဲရှိရှိသုံးတက်အောင်လို့ခုလေကကြိုတင်ပြင်ဆင်ပြီးတော့ဒီ credit တွေကိုတေချာသုံးတက်အောင်လုပ်မယ်ပြီးကိုယ့်ရဲ့ credit score တွေကိုကောင်းအောင်လုပ်မယ်အဲ့လိုသာလုပ်မယ်ဆိုရင်တော့ဘာမှစိတ်ပူစရာမလိုဘဲနဲ့ credit card တွေကိုအသုံးပြုပြီးတော့အကျိုးခံစားခွင့်တွေကိုရရှိမှာဖြစ်ပါလိမ့်